ဓမ္မရေတရားမင်းကြောင့်မဟုတ်ခင်ဥပဒနာရှင်ဤကိုပြေးစွာပြောမယ်မှန်ပါပါဥပဒနာရှင်ဤကရှင်သာရိပုတ္တရာကဟောထားတယ်ကာယမိမံသမသထပရိဇာနာထပုဏ္ဏပုံနာကာယေတဘာဝံဝိရိဒ္ဓဝါနဒုက္ခသန္တံကရိတ္တိဒီကဲလို့ဟောထားတော့ဓမ္မရေဤ ဘုရားရှိမှဖြစ်စေကိုယ်အေးရတဲ့မှဖြစ်စေထိုင်ပြီးတခါလာမိမဖြစ်လူတို့ယောက်ျားဖြစ်ဓမ္မခွေးပြီးတခါလာထိုင်နေတယ်လို့ထိုင်အိတ်ရှင်နဲ့အိတ်ကိစ္စမရှိပါဘူးတဲ့တို့တော့အသက်မှန်မှန်ရှူပြီးတခါလာလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုကြီးသိပြီးတခါလာနေရာမှာ ပရမရှိစွာတော့ဖြင့်ဖတ်တာသိဝင်တာသိပဲလုံနေပါဒီထဲကမှဘုရားကအောက်တို့လိုလာလို့ရှိရင်ဖတ်တာသိဝင်တာသိချုပ်လိုက်ပါဖတ်တာသိဝင်တာသိချုပ်ပြပါတော့လို့သတိပေးလိုက်နော်ဖတ်တာသိဝင်တာသိချုပ်ပြီးအောက်နဲ့နေရာလေးကိုညံကထဲလိုက်ဩော်ဒါဖောက်ပြန်လာတာပါလားအင်းဖောက်ပြန်လာတာငါကမအောင်ဘူးဥပမာဒီနေရာလေးကအောက်လာ အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြည့်လိုက်ပြီဓမ္မပြန်ဖောက်ပြန်တာလေးကပြည့်စည်သွားဘဒ္ဒသီဝန္ဒသီလုံနေတော့တဏှာကဘာဖြစ်လာတော့အောင်းတဲ့အခါကျဘဒ္ဒသီဝန္ဒသီထုတ်လိုက်ပါအောင်းတဲ့နေရာလေးညံခဲ့လိုက်ပါခြေတုံးကအောင်းရင်ခြေတုံးပေါင်းကအောင်းရင်ပေါင်းခါကအောင်းရင်အောင်းနောက်ကြောကအောင်းလို့ရှင်လဲအောင်းတဲ့နေရာလေးညံခဲ့လိုက်ပါအဲ့ဒါလေးကဘာပါလိမ့်မလဲဆိုတော့ပင်ကိုယ်သဘောမှဖောက်ပြန်လာ အဲ့ဒီဘောက်ပြန်တဲ့နေရာလေးကိုရတ္တေကကျောဥဒ္ဓဘုရုကညံတဲ့လိုက်ပြီးဒီမှာဖြင့်ညံပေါ်နေတဲ့အတွက်တတ္တဝါသာနာမှာအောင့်တဲ့စိတ်ကလေးကချုပ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေရောအောင့်လာလေးဟာဘောက်ပြန်ပြီးဒီကရာပျက်စီးသွားတာတွေ့ပါလိမ့်မယ်ဘောက်ပြန်ပျက်စီးသွားတာကိုတွေ့ပါလိမ့်မယ်ဒီကဲတဲ့ဘောက်ပြန်ပျက်စီးသွားတာလေးတွေ့တဲ့အခါကျတော့ ဒီကနာကိုကြီးစိုက်စီနေလို့ဖောက်ပြန်ပြစီတာတွေ့တာလို့မှတ်လိုက်တယ်နော်အဲ့တော့ဖောက်ပြန်ပြစီတာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုလားဟုတ်တာဒုက္ခသစ္စာဆိုရင်ဟုတ်ပါတယ်ဩော်ဒါကဒုက္ခသစ္စာဖောက်ပြန်ပြစီပြီလို့သိနေတာလေကလောကီမက္ကသစ္စာ ဒါဒီနေရာလေးကအောက်နာလေးကပြောက်သွားပြီဟိုနေရာကအောက်နာပေါ်လာတယ်ဟိုစိတ်ကလေးစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားကျင်တဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပြပါကြည့်လိုက်တဲ့အခါကျလို့ရှိရင်ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှိရင်ဖြင့်သတ္တဝါသန္တာနှစ်စိတ်မပေါ်ကောင်းတဲ့အတွက်စားကျင်တဲ့စိတ်ကလေးရကကြွယ်ကတဲ့တို့ချစ်ပြီးပြတ်သွားသူလည်းခုမှဖောက်ပြန်မေးလာတာအခုပဲပြည့်စည်သွားတယ် အဲ့တော့ခေါက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြအောင်အဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဂာရမတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမက္ခသစ္စာလို့အောက်မိကြဒီလိုရှိပါခန္ဓာကိုယ်ရဲ့လှဲ့လိုက်ပြိစ္ဆာကလာနေတော့အသိခံတာကဒုက္ခသစ္စာအသိဉာဏ်ကမက္ခသစ္စာဆိုတော့ဩခန္ဓာကိုယ်ရဲ့မှာဒုက္ခသစ္စာရဲ့ သိနေတဲ့မကသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးကြတာနေတော့သမုဒိယသစ္စာဆိုတဲ့လောဘကခြုံငင်းရုပ်သိမ်းပြီးကြတာနေတော့တယ်ဒီလောဘခြုံငင်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒဏ်ချုပ်ဘူးလားဥပါဒဏ်ချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာသဘောကလာရတဲ့ဖြစ်တဲ့ပြိတိနေမှုအိုမှုသိမှုကောဩော်ဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ ကကြွယ်တကစေတူလာဘုရားကမဲလို့ရှိရင်ဖြင့်ဟောက်ပြန်ပြည့်စည်တာမြင်းနေတဲ့မက်ကချုပ်စီတာလို့မှတ်လိုက်ပါဘုရားဟောက်ပြန်ပြည့်စည်တာသိတဲ့မက်ကချုပ်စီတာဆိုတာသိကြပါလားသိကြပါဘူးဒါနဲ့ဒီကံတော်ကိုကြီးကိုဝိပဿနာရှုဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်ပါဘုရားဝိပဿနာလို့ဆိုရပါပါလေဒါကြောင့်ကာယမိမံသမထထ ိမံကာယဤခန္ဓာကိုယ်ကြီးကိုသမသကစောင့်ကြည့်ပြီး33ပါกว่าရှင်သာရိပုတ္တရာမှားရှာခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီး33ပါဆင်ញင်သားမှဆိုတော့ဖြစ်တယ်မဲမလာဘူးပြည့်စည်သွားတာကဖြစ်ဖြစ်စောင့်ကြည့်တာကမလာဘူး ဩမတ်ဆိုတာဒကာဓမ္မတို့စောင့်ကြည့်မှရတယ်လို့မှတ်သမ်းပါစောင့်မကြည့်ရင်မရဘူးရှာရင်တော့မရစောင့်ကြည့်ရင်တော့ရတော်ရဲ့ကြားရရအပြေးတော့မလံပါဘူးတဲ့ဖမ်းတော့မြန်တယ်လို့မင်းလိနာပညာကစောင့်ဖမ်းဆောင်ပါလို့လည်းသေသေးချာချာဟောတာဒါကြောင့်ဘုန်းကြီးတွေဓမ္မတွေကအေးရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်ကြည့်စမ်းပါ အနာကိုစောင့်ကြည့်နေဗာနဲ့စောင့်အောင်ဆိုတော့ရှင်မူလေးမှမှရှူရှိုင်းမူလေးမှမှရှိုင်းရှိုင်းရကမှအထူးတရားလေးပေါ်လာလို့ရှိရင်အော်ဒါဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်တိုင်းဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေးတာကသမှုရသစ္စာနောက်ခန္ဓာမလာတာကမလာပါဘူး နိရောဓသစ္စာဆိုတော့ဩတို့သစ္စာလုံးလုံးနေတာပါလားဆိုတာပေါ်မလားပေါ်ပါဘူး။ဩဒါဖြင့်ဝိပဿနာလုံးဆိုတာအာလုံးတရားနာတဲ့ကာရမတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလုံးဆိုတာဘာပါလဲစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်တော်တို့ဖြင့်မလုတ်တတ်သေးပါဘူးခင်ဗျာဆိုရင်စောင့်မကြည့်လို့ကမှတ်ပေလို့စောင့်ကြည့်တော့ခန္ဓာကိုယ်ကြီးက

ဒါကြေဒါကြေလည်းလုပ်တော့လဲစောင့်ကြည့်ရမှာမဟုတ်လားလိုက်ခိုင်းရင်မိပါမရှိပါဘူးအေးဒါကြောင့်ခွင်းတို့ဓရမတွေစောင့်ကြည့်လို့ရှင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာတွေပဲမပြရဘူးအနာခန္ဓာကိုယ်ကြီးမို့အနာခန္ဓာတွေပြရတော့ဒီနာခန္ဓာတွေကဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်နဲ့ပြနေတော့ဩဒီဥစ္စာ ဖြစ်ပြကဒုက္ခလေးစားသိတာကမကသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်ထဲမှာပေါ်လာမှန်ပါပါဘုရားထိုကဲ့သို့ပေါ်လာတဲ့အခါကျတော့ရှင်းပြင်ကိလေသာရှားမညလို့ရှင်းရင်ဖြစ်ပြနဲ့မဲ့နဲ့ရှားတဲ့မှာကိလေသာရှားမချားလို့ရှင်းရင်ခွန်ရဲနဲ့မဲ့ညာဘုံညာရပါတယ်ဖြစ်ပြနဲ့မဲ့နဲ့ရှားတဲ့မှာကိလေသာရှားမကိုရင်မဲ့နဲ့ ဒါကြွယ်မမြန်လားမြန်ပါပါဘုန်းကြီးကဟောတာလားဘုရားသခင်ကိုရမကြီးကဟောတာလားလို့ဆိုတော့သတိဉာဏ်ပါဠိတော်မှာသေသေးချာချာရှိနေသောကြောင့်ဒကာမတွေစောင့်ကြည့်ရလို့မဟုတ်ခဲသောကြောင့်သံဃာရှိရပါတယ်ဆိုတာသဘောကျမှန်ပါပါဩော်ဒါဖြင့်ဥပါဒနာဆိုတာအားစိတ်ရှိရတာလားဒကာမတွေစောင့်စားပြီးရှိရတာသေသေးချာချာပြောနေပါတယ်ဒကာမတွေ လေးလေးစားစားနဲ့မှတ်သားမှာလေးလေးစားစားနဲ့မှတ်လိုက်တဲ့ခါကျတော့စောင့်ကြည့်တဲ့အလုပ်တွေကခန္ဓာကိုယ်ထဲမှာဘာမှကြည့်ရမရှိလို့ရှင်ဖြင့်ဩလေးလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြတ်တာပဲလေးလေးပြန်သွင်းတဲ့စိတ်ဟာအဲ့ဒါလေးဘယ်တော့မှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်လိုက် ဘောကြ။ဟာအခုပြန်ထိုင်နေရင်မတတ်နဲ့ပဲ။ဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လာပြန်လို့ရှိရင်သူ့ချုပ်ပလိုက်။ဟိုနေရာရတဲ့နေရာကောင်းတဲ့နေရာတွေလှည့်လိုက်ပြီးဩဟာဒါဒီဒုက္ခသစ္စာပါလား။ဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါ။ကောင်းတဲ့စိတ်ကလေးလည်းဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာ။ဆိုးတဲ့စိတ်ကလေးလည်းဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာ။အလယ်လစိတ်ကလေးရဖြစ်ပြီးပြတ်တော့ အဲ့ဒီဒုက္ခသစ္စာတွေကြီးရဲ့ပိုင်ပိုင်နိုင်နိုင်ဒီတက္ကဒုက္ခသစ္စာသိတာကမကသစ္စာလို့ဓမ္မတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကြာတော့ဒုက္ခသစ္စာတွေဟာကဘုရားကသံဃိတ်တွေနဲ့ပြင်စုပါရနက္ခန္ဓာပြီဒုက္ခလို့ခေါ်တော့ကြောင်းအနန္တဘာဝုံပြတဲ့ဥစ္စာတွေအနိစ္စလည်းမပြဒုက္ခလည်းမပြအနတ္တလည်းမပြအတုပါလည်းမပြပဲနဲ့ ဒကာကျော်ဒကာသစ်တို့ဒုက္ခသစ္စာပဲပြတယ်။မှန်ပါဗျာ။အဲ့ဒီကဲပြတာပြီဆိုမှဖြင့်ဩလူဘဝရတာဒုက္ခသစ္စာရတာကိုလို့ပေါ်ပေါ်လွန်လွန်နည်းသိမလားပဲ။မှန်ပါဗျာ။လူဘဝရတာဘာရတာဘာလဲ။မှန်ပါဗျာ။ဒုက္ခသစ္စာကြီးရတယ်ဆိုတော့မသိကြဘူး။အဲ့ဒီကဲဒုက္ခသစ္စာကြီးရတာကိုပိုင်ပိုင်နိုင်နိုင်သိနေတော့ဒီလိုလုံးမှာ ဟိုကရဒီကနာဒီကအောင်ဟိုကကြိုက်ဒီကခဲဟိုကတမျိုးတစ်ခုပေါ်ပေါ်ရတယ်ဟူသေးတယ်ပျောက်တာပဲတွေ့ရစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါဖြင့်ဥပဒနာအလုပ်ဆိုတာဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြစောင့်ကြည့်တာပဲတဲ့အကြည့်ခံရတာဒုက္ခသစ္စာကြည်ညာကမေကသစ္စာအကြည့်ခံရတာဒုက္ခသစ္စာ ကြီးညာကမက္ကသစ္စာဆိုတော့အော်မဲဟာသူတော်မလောက်လားစောင့်ကြည့်တဲ့ညာလောက်လားစောင့်ကြည့်တဲ့ညာလောက်လို့ဒကာဓမ္မတွေကအသိကြီးသိလာပြီဆုံးမဖြင့်အော်ခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညဒုက္ခသစ္စာဒလဇပါလားဆိုတာပေါ်လာပါလိမ့်မယ်ဒုက္ခကြာမညဒုက္ခသစ္စာ ဒုက္ခသစ္စာတရဇပါလားဆိုတာပေါ်လာပါဘူး။ထိုးရဲလို့ပေါ်လာတဲ့အခါကျတော့မှဩဒုက္ခသစ္စာကြီးပါလား။ဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ဒုက္ခရဲ့မြင်ပြီးကြီးငွေလာပါလိမ့်မယ်။မှန်ပါပါဘုရား။ဒါပြန်ဖြစ်ပြဲမြင်တာရည်ယထာကုတ္တညာမှန်ပါပါဘုရား။ဖြစ်ပြဲဒုက္ခသစ္စာကြီးမုံနာရာရည်မှန်ပါပါ ရတော့ညာကထက်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 ပြီးရှိပါများလာတော့ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဒီဒုက္ခကြီးနဲ့ဆင်မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလာဘူးမနေခြင်းနဲ့ညာလာတဲ့ခါကျတော့ခொနည်းကဒုက္ခတွေအကုန်ပျောက်သွားတယ်မနေခြင်းနဲ့ညာလာတော့ဘာတွေပျောက်ဒါဖြင့်ဒုက္ခပျောက်ရင်ဒုက္ခဆုံးတာကနိရောဓသက်ဒုက္ခအဆုံးသိတာကနိရောဓ မကတစ္ဆာဆိုတော့ဘက်စ်ပေါ်လာတယ်ဒုက္ခပြောရင်မက်စ်ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဝိပဿနာမက်ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဒုက္ခတွေမရှိဘူးခင်ဗျာရှုစရာကမရှိဘူးခင်ဗျာဆိုရင်ဖြင့်ဘာပေါ်လာမက်စ်ပေါ်လာတော့ဒုက္ခမရှိတာကနိရောဓသစ္စာမရှိမှန်းသိတာက အဲ့ဒီကြစောင့်ကြည့်ရင်မတန်နဲ့သုံးသွားလိုက်လိုက်လို့ရှင်းဖြင့်ဒုက္ခသအန္တံကရိတ္တိဒုက္ခသဒုက္ခ၏အန္တံသုံးလို့ကရိတ္တိမဉ္ဉံကမျက်မှောက်ပြုလိုက်တဲ့တန်လို့ရှင်သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေတော့ကြောင့်ဘုန်းကြီးတွေကဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တဲ့အလုပ်လုပ်စမ်းပါဖြစ်ပြတင်လာပြီကိုစောင့်သာကြည့်ပါလို့ဂရိပေးလိုက် ဖြစ်တဲ့ဒေလာတွေကိုသောက်နိုင်ကြည့်ပါဒီပြန်ဘာမှမလုပ်ပါနဲ့သောက်ကြည့်ရကြာတော့ဖြစ်တဲ့ဒီဒကာကျွဲတို့ဥလာဘုရားစိတ်လာတယ်မဟုတ်ပါဘူးစိတ်လာပြီဆိုမှဖြင့်စိတ်ပြင်းမဲ့မပြင်းနဲ့ဩအသိတည်းများပါလားဩဒုက္ခတွေတည်းများပါလားဩဒုက္ခတွေတည်းများပါလားလို့သူကဘယ်တော့ပဲများများကိုကဒုက္ခများတယ်လို့သာမြင်ကြည့်နေကြာတော့ဩဖြစ်လာတယ်ဒုက္ခ ပြက်သွားတာလေဒုက္ခပါပဲဖြစ်လာတာလေဒုက္ခပါပဲပြက်သွားတာလေဒုက္ခပါပဲအဲ့ဒီကဲဒုက္ခကိုအဖြစ်လည်းမသားရအပြက်လည်းမသားရအဖြစ်ကောအပြက်ကောမသားရပါဘူးတဲ့ဒုက္ခကိုမသားရတဲ့ခါကျတော့ဖြစ်ပြက်ကိုသားရတဲ့တဏှာကလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်တာသားရတဲ့ဒိဋ္ဌိလည်းချုပ်ပါရော ဖြစ်ပြလဲချုပ်သွားတာပဲဆိုတော့ဖြစ်ပြချုပ်တာနိဗ္ဗာန်ချုပ်မှန်းသိတာမညာဖြစ်ပြချုပ်တာကချုပ်မှန်းသိပြီဆိုတာဩလာပြန်တကကြွယ်တို့တကဘူးလာဘူးတို့တကသစ်တို့နိဗ္ဗာန်ဝေးသလားနေသလားနေရတယ်မရောက်တာဘာကြောင့်ပါလိမ့်မလဲတဲ့မေးတော့စောင့်ကြည့်တယ်အလုပ်လည်းမလုပ်ဘူးစောင့်ကြည့်တဲ့အလုပ်ကိုမလုပ်ဘူး ထားကြောင်ခမရတို့ဒီသံဃာထဲမှာငရေဘူးတွေကလည်းငရေမိတွေတောက်ပြီးတဘောပွဲသူတွေကမငိမ့်တာဒီခန္ဓာကြီးကိုခင်းတွဲတဲ့တဏှာတော့ပါမချုပ်တာနဲ့ပဲတဲ့ဒကာဓမ္မတို့တဏှာကနေပြီးငရေဘူးဖန်တီးနေတာဒိဋ္ဌိကနေပြီးငရေဘူးဖန်တီးနေတာဒါကြောင့်ခမရတို့ကတော့တရားနာရဲ့ဒုက္ခကမချုပ်တော့ဘူးနောက်တဏှာကကြမ်းနေတယ် နောက်တနာကြံနေတာတနာကဘယ်ခန္ဓာလောက်ရပါမလဲဆိုပြီးအချိုးရသူကစီမံနေအချိုးရစီမံပြီးခါကနေတော့တနာကငရေသွားတဲ့ခန္ဓာတနာလည်းရှိတယ်သုပတိသွားတဲ့တနာလည်းရှိအဲ့ဒီကဲတော့တနာတွေကအမျိုးမျိုးပုံပုံသုပတိစီမံလိုက်ငရေဟိုတွေစီမံလိုက်ဆိုတာတနာမချုပ်လို့ဖြစ်ရတယ်ဒိဋ္ဌိမချုပ်လို့ဝိသိကိစ္စမချုပ်လို့ဖြစ်ရတယ် ခုတော့ရင်ဒကာရမလေးစောင့်ကြည့်ရှင်းပြမြင်ရသာဘူးတန်ညာရှင်းပြမုန်းရင်ရှင်းပြတယ်ကြာရှင်းရမတန်နဲ့ဒီဒုက္ခတဲ့ဒုက္ခမှာတော့ဘာမှမရှိဘူးလူချင်းရရခြင်းရဘာမှမရှိဘူးလို့ဒီကန္နာကိုဆုံးဖြတ်ချက်ချလိုက်ရင်အဲ့ဒါဒုက္ခသစ္စာပိုင်းခြားသိတာပဲဒုက္ခကိုပိုင်းခြားသိလိုက်တဲ့အခါကျလို့ရှိရင်ဒုက္ခတွေတကယ်ကျဘာဖြစ်သွားဒုက္ခတွေဆုံးသွား ဒုက္ခဆုံးတာပါခေါ်ကြမယ်။ဆုံးပေါ်လို့သိတာက။ဩဒါဖြင့်ခွင့်ရတရားဓမ္မတွေနိဗ္ဗာန်ဒီဒီခန္ဓာဆုံးရှိတယ်ဆိုတာယနေ့တတိယမှတ်ဖို့။နိဗ္ဗာန်ဒီအချက်မှရှိသလားအောက်မှရှိသလားဘေးမှရှိသလားလို့မေးရမယ်ဖြစ်ကြ။အဲခန္ဓာဆိုတာဖြစ်ပြပဲ။အဲဒီဖြစ်ပြဆုံးမှနိဗ္ဗာန်ရှိတယ်ဆိုတာယနေ့ညကစပြီးခွင့်ရတရားဓမ္မတွေကြိုးစားလို့ရှိရင်ဖြင့်တဲ့။ အပယ်လေးပါးတကားတကားတယ်မဟုတ်ပါဘူးငရေနေနေငရေကိုသိမ့်ပါတယ်ဆိုတာကိုကိုညာမညာနဲ့သိမ့်လိုက်တယ်လို့ဆုံးဖြတ်ချက်ချတယ်ဘုရားသိမ့်ရပါလေတကားကျွေးရှင်းရှင်းပါလားသဘောပါလားပါပါဗျာဒါလို့စင်လေးရှင်းဘင်းကပြတာပါမှန်ပါပါ